တနေ့မှာတော့ဂျင်းလိုခေါ်တဲ့ကောင်လေးတယောက်ကလေးသုံးယောက်ရဲနှိုက်ကအနိုင်ကျင့်နေကြပါတယ်။သူတို့ကတော့သူ့ကိုလုံးဝညှတာမနေခဲ့ပါဘူး။ကောင်လေးကလေသူတို့ရဲ့ရဲနှက်မှုတွေခံနေရပြီးတော့ဘာမှပြန်မပြောဘဲသူတို့ကိုထားခဲ့ပြီးထွက်သွားပါတော့လေ။ဒါမှမဟုတ်အနိုင်ကျင့်တဲ့ကလေးတွေကတယောက်ကတော့သူ့ကိုဆဲပြီးတော့ဟဲ့မြင်မြင်သွားပြီးမင်းအမေစီကနိုးသွားဆိုစမ်းပါ။မင်းကဘာမှတော့မဝင်ဘူးလို့ပြောလိုက်ပါတယ်။ဂျင်းကလေဒီစကားကိုကြားတဲ့အခါရင်တော်သားထွက်သွားပြီးသူ့ရှိကိုပြေးသွားတာခြေထောက်နဲ့ကန်လိုက်တာကြောင့်သူ့သွားရရချွတ်ထွက်သွားခဲ့ပါတယ်။သူ့နောက်ကတငယ်ချင်းတွေကိုလည်းလိုက်ပြီးတော့လက်သီးနဲ့ထိုးကအလွဲတကူပဲအနိုင်ယူလိုက်ပါတယ်။ ပြီးတော့သူ့ရဲ့လက်ကိုမြှောက်လိုက်ပြီးသူတို့ဆက်တိုက်ဖို့လုပ်နေပြီမယ်။သူ့အမေကအဲ့ဒီနေရာကိုရောက်လာခဲ့ပြီ။တော်တော့ရလိုက်တော့လို့ပြောလိုက်ပါတယ်။ဂျင်ဟန်လေးဒါပေမဲ့သူတို့ကကျွန်တော်အရင်တိုင်းကြည့်တာလေ။ဒါကြောင့်ကျွန်တော်ကကိုကိုကိုကာကွယ်နေရပါလို့ပြောပြောပါတယ်။သူ့အမေကလည်းသူ့စကားအောင်နားမထောင်မနဲ့ငါနဲ့ရုံမြန်လိုက်ခဲ့လို့ပြောလိုက်ပါတယ်။သူတို့အိမ်နဲ့ရောက်တဲ့ခါမှာတော့သူ့အမေကတော့ဂျင်ကိုနောက်ထပ်ဆုံးမပြီးတော့ဒါမင်းကဒီမှာတက်တက်လုံးနေမှာမဟုတ်ဘူး။ဒါကြောင့်ဒီမှာတက်တက်လုံးနေမဲ့သူနဲ့ရံမဖြစ်နဲ့။ဒီအားဆိုတာဒါနှစ်ဖက်သွားလို့ပဲ။မင်းဘောကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပြောင်းလဲသွားစေနိုင်တယ်။ မမင်းကိုတိုင်းတင်ပေးထားတာလူများတွေရိုက်ဖို့မဟုတ်ဒါကြောင့်ဒီနေ့တိုက်ပွဲမှာမီးရှုံးသွားတာချင်းလို့ပြောလိုက်ပါတယ်ဂျင်းကတော့ကျွန်တော်ကသူတို့ရိုက်တာလေဘလို့လို့ရှုံးတာလေလို့ပြောပြောလိုက်ပါတယ်သူ့မိကတော့မင်းကမင်းရဲ့ဒေါသစိတ်ကိုရှုံးသွားတယ်နောက်တစ်ခါမင်းရဲ့ဒေါသစိတ်ကိုမထိန်းချုပ်နိုင်ဒီတက်တောင်မင်းရဲ့လေ့ကျင့်မှုတွေအလကားဖြစ်သွားလိမ့်မယ်လို့ပြောပြီးတော့အခုတော့အပြင်မှာလေ့ကျင့်ရစအောင်လို့ပြောလိုက်ပါတယ်ဂျင်းကလည်းသူတို့လေ့ကျင့်တော့မယ်ဆိုတာသိတဲ့အခါဝမ်းသာသွားပြီးအပြင်ကိုထွက်လာခဲ့ပါတယ်ပြည်ထောင်နေလေ့ကျင့်ခန်းစတင်ခဲ့ပါတယ်။သူ့အမေကလည်းဂျင်းကိုဒုတိယအနိုင်ရခြင်းကိုယ့်ကိုယုံကြည်မှုအတိအကျလို့ပြောပြီးတော့ ရင်ဝင်တိုက်ခိုက်နေတွေတင်ပေးပါရယ်ဂျင်ကလည်းရန်အားအားတင်နေပါရယ်ပြီးတော့ရန်သူကဘလောက်ကြမ်းကြမ်းကာဆူမနီနဲ့ရန်သူကိုချင်မိုးနိုင်လိမ့်မယ်လို့ပြောပြီးသူမရဲ့အန်ဟောစီယာကောင်းတဲ့နီးစနစ်ကိုသူ့အပေါ်မှာတုံးပြပါရယ်ဂျင်လည်းရန်အားအားတင်နေပါရယ်မိသားနဲ့ခဏနားပြီးတော့လေ့ကျင့်ခန်းတွေကိုဆက်လုပ်ကြပါရယ်သူတို့တွေလည်းအေးချမ်းပြီးပျော်ရွှင်နေကြပါရယ်လေ့ကျင့်ပြီးတော့သူတို့ညစာစားဖို့အိမ်ထဲဝင်လာကြပါရယ်ဒါမဲ့သူ့မိရညစာချက်နေတော့မှပဲရိုက်နှက်ခံရတဲ့ကလေးတွေရဲ့အဖေတွေကတယောက်ကအိတ်ရှိမှရပ်ပြီးတော့သူတို့ဆဲနေရတာတွေ့လိုက်ရပါတယ် ူကဂျင်းနဲ့သူ့မိကိုအော်ဟင်ပြီးဆဲဆိုနေပါတယ်။သူတို့လည်းမခံနိုင်တော့ပဲအပြုံထွက်သွားပြီးတော့ဘာလို့ချင်းလို့လဲ။ဘာကိစ္စနဲ့ဒီကိုရောက်လာတယ်လဲလို့မေးလိုက်ပါတယ်။အဲ့ဒီလူကတော့မင်းသားကငါတောင်းရိုက်တာအခုမင်းရိုးတွေချိုးပြပြီးမင်းကိုရိုက်မှငါစိတ်ကျဉ်နေမယ်လို့ပြောလိုက်ပါတယ်။ရန်ဒေါတာထွက်နေပြီပဲ။သူ့မိကတော့သူ့တင်းကျင်အောင်ထားပြီးတော့ဦးလေးပြောတာမှန်တယ်ချင်း ်မင်းသူ့သားကိုရိုင်းမိလို့တောင်းပန်တင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလူကတော့တောင်းပန်တာနဲ့ရမှာလား။ तू နောက်တစ်ခါဒီလိုမလုပ်ရအောင်ငါသူ့လက်ကိုချိုးပြစ်မှရမယ်။ဒါမဲ့ तू မမဟုတ်သူ့မဆုံးမရဲသူ့အမေအမားပဲလို့ပြောလိုက်ပါတယ်။ဂျင်းက तू စကားကြောင့်ဒေါသခတ်ပြီး तू ပြန်ရဖို့လုပ်ပေးမယ်။အရသမားကလည်း तू လက်ထဲကဖန်ပလိကိုခွဲပြီးတော့လာစမ်းပါလို့ပြောလိုက်ပါတယ်။ဂျင်းက तू ရဲ့အာကုန်သုံးပြီးတိုက်ခတ်ဖို့ပြင်နေပေမဲ့လည်း तू အမေအရသမားကိုတစ်ချက်တည်းပဲအသာလေးထိလိုက်တာနဲ့မြေပေါ်လဲကျသွားစီပါတယ်။ပြီးတော့အဲ့ဒီရန်သမားမင်းတို့ဒီမှာနောက်တစ်ခါမတွေ့ချင်ဘူးလို့ပြောပြီးအိမ်ထဲဝင်သွားခဲ့ပါတယ်။ဂျင်းကလည်းငါးနောက်ကိုလိုက်ခဲ့လို့ပြောလိုက်ပါတယ်။ တို့အိမ်ထဲမှာထိုင်နေတော့အတူမရလဲချင်းအောင်ငါတို့ကကာဆူမတွေဆိုတော့ဝေကရဲကသူများထိခက်တာပြီးသားဆွမ်းနေရှိဒီဆွမ်းတွေကိုကောင်းတဲ့နေရာမှာပဲတုံးချရမယ်ဒါကြောင့်အမေအခုဟိုလူကိုဘလို့လုံးတယ်လဲဆိုတာပြောပြမယ်ငါလုခဲ့တာကတော့သူ့ရဲ့အရှင်နဲ့ပဲသူ့ကိုတားစီလိုက်တာပဲအဲ့ဒီတားစီမို့ကသူ့ကိုလဲကျသွားစေတာကျန်တာကတော့ကဘာမြင်ဆွဲရဖို့ကဲတားရဲ့အဲ့တော့မနက်ကမှလီချင်းကအသိစားအောင်လို့ပြောလိုက်ပါတယ်ဂျန်လည်းသူ့မေစကားဝန်တာပြီးတော့ဟုတ်ကဲ့လို့ပြောလိုက်ပါတယ်ဒါမဲ့ခဏနေဘာဖြစ်မလဲဆိုတာသူချိုတိနေရင်တော့အခုလို့ပြောနိုင်မှာမဟုတ်ပါဘူး ဒီလိုနဲ့သူ့မိလဲအဲ့ဖုတကားပိတ်နေတော့မှာပဲကလကားနေချောင်းကြည့်လိုက်ပါတယ်ဟုတ်ပါတယ်ဒါတကယ်ကိုကြောက်စရာကောင်းတဲ့တာအီးပါပဲသူကကာဆူမမျိုးနွယ်နဲ့ရန်ညှိုးပွဲထားပြီးတော့သူတို့တက်ဖွလာနေတာကိုသူမသိလိုက်ပါတယ်အဲ့ချိန်မှာပဲသူ့မိကလည်းချင်းရှိုးသွားပြီးတော့မစ်ဒီအိမ်မှာပဲနေရမယ်ဘယ်တော့မှပြင်မထွက်နဲ့ငါပါပဲဖြစ်ခဲ့ဖြစ်ခဲ့မင်းရဲ့အဖိုးရှိကိုသွားပြီးအဲ့ဒီမှာလေ့ကျင့်လို့ပြောလိုက်ပါတယ်ဂျင်းအားလည်းသူမရဲ့စကားကိုနားထောင်နေပေမဲ့ဘာလို့ဆိုလို့မှမသိပါဘူးဒါပေမဲ့အဲ့ဒီနေရာမှာကြီးမားတဲ့အန္တရာယ်တစ်ခုရှိနေရဆိုတာတော့ခံမှန်းမိလိုက်ပါတယ်ပြီးတော့သူ့မိကဂျင်းကိုထားခဲ့ပြီးအဲ့ဒီတာရဲကြီးနဲ့တက်ခတ်ဖို့အိမ်ပြုံထွက်သွားခဲ့ပါတယ် လိုင်းအောင်မှာတာရဲရတတယောက်ကြောက်စရာကောင်းတဲ့ပုံစံနဲ့တိုက်ခတ်ဖို့အနေထားယူပြီးတော့သူ့ကိုတက်တော့မဲ့ပုံပါပဲဒီလိုနဲ့နှစ်ယောက်ကြားတိုက်ပွဲစတင်ခဲ့ပြီးသူ့မိကတော့သူမရဲ့အာကုံကိုတုံးပြီးတိုက်ခတ်လိုက်ပါတယ်။စွန့်ရည်တွေအကုန်လုံးတုံးပြီးမဲ့သူ့မနိုင်နိုင်ပါဘူး။တာရဲရကတော့သူ့မအသာစီးနဲ့တိုက်ခိုက်နေခဲ့ပါတယ်။ဂျာလည်းတကားနောက်မှာရက်နေပြီးမလှုပ်ရဲပါဘူး။ သူ့မေရိုက်ခန့်နေရတာကြာပြီးရင်ခွဲမတက်ခန်းစားနေရပါတယ်။တားရရလည်းသူ့မေရရဆက်ဆက်ဇက်တိုက်ထိုးချိန်နေရပါတယ်။နောက်ဆုံးမှာတော့သူ့မရဲ့လေပင်ဆုပ်ကန်လိုက်ပြီးအသက်ရှူချင်အောင်လုပ်လိုက်ပါတယ်။ဒီချိန်မှာတော့ဂျင်းလည်းသူ့ရဲ့အရှင်ကုံသုံးပြီးတားရရှိပေးသွားပြီးထိုးလိုက်ပါတယ်။ဒါပေမဲ့တားရရကတော့အရန်တန်ပါပြီးတော့ဂျင်းရဲ့ထိုးချက်တွေကသူ့ကိုဘာမှမထိခိုက်စေပါဘူး။သူ့အမေကိုလွတ်တောင်မလုပ်ပေးခဲ့ပါဘူး။ဂျင်းကတော့သူ့ကိုဇက်တိုက်ထိုးနေပါတယ်။ ောက်ဆုံးမှာတော့တားရဲကြီးကစိတ်တို့လိုဒေါသထွက်ပြီးသူ့တချက်တင်းနဲ့အဝေးကိုလွန့်ပစ်လိုက်ပါတယ်ပြီးတော့တားရဲကြီးကလည်းသူ့မိလွတ်လိုက်ပြီးဂျင်းဝင်တက်ဖို့သွားနေပါတယ်ဒါမဲ့သူ့မိကတော့ပြန်ထလာပြီးသူ့ရဲ့အင်အားကုန်သုံးတားရဲကိုသူ့တို့အင်ရှင်လွင်သွားအောင်တိုက်လိုက်ပါတယ်သူ့ရဲ့တိုက်ခိုက်မှုကြောင့်သူ့တို့အင်အားအပိုင်းပိုင်းကွဲထွက်သွားခဲ့ပါတယ်ဂျင်းအမိကတော့မြေပေါ်လဲကျနေပြီးတားရဲကလည်းသူ့ကိုလွတ်ပြီးထွက်သွားတော့မယ့်အချိန်ပါပဲသူမကတော့ပြန်ထလာရင်သူ့ရှိကိုလာခဲ့ဖို့ပြောလိုက်ပါတယ်တားရဲကလည်းသူ့မရဲ့ခေါင်းမဖို့ကြောင့်ပို့ပြီးဒေါသထွက်သွားပြီးသူ့ကိုတိုက်ဖို့ပြေးလာနေခဲ့ပါတယ်ဒါမဲ့သူမကတော့သူ့ဘေးမှာကန်အိုးတစ်လုံးတွေ့ပြီးအကြံတစ်ခုရသွားပါတယ်သူကသူ့ခန္ဓာကိုယ်ကိုတားရဲဘဝကနေလှည့်လိုက်ပြီးတော့ မျိုးမြန်ဆန်ဆန်ပဲတိုက်ခိုက်လိုက်ပါတယ်။တားရဲကလည်းဘာဖြစ်သွားမှမသိလိုက်ပါဘူး။ပြီးတော့သူမကလည်းတားရဲရဲ့လက်ကိုဆွဲချုပ်ထားလိုက်ပါတယ်။နောက်ဆုံးမှတော့သူတို့အိမ်လည်းပေါက်ကွဲသွားခဲ့ပါတယ်။ဒါပေမဲ့သူမမတည်ခင်မှာပဲဂျင်းကိုအရန်ချစ်တဲ့တားလေးလို့ပြောသွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီနေရာတစ်ခုလုံးလည်းမီလောင်သွားခဲ့ပြီ သူမလေးတည်ဆုံးသွားခဲ့ပါတယ်။ဂျင်းကတော့တိုက်ပွဲပြီးမှသူ့မေရှာဖို့ထလာပြီးတော့သူ့မေတက်ရှင်နေသေးမလားလို့မျှော်လင့်နေပါတယ်။ဒါပေမဲ့သူ့မေကတော့တည်သွားခဲ့ပါပြီ။ဂျင်းကအယံဝန်းနေနေပြီးသူ့မေကိုတက်တဲ့သူကိုလက်စားချိန်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီလိုဖြစ်ပြီးတပတ်ကြာမှပဲဂျင်းကသူ့အဖိုးကိုတွေ့ဖို့ကာဇူးမတ်ကုမ္ပဏီကိုသွားပါတယ်။အဆောင်ကတော့သူ့ကိုတက်လီကားလေးခေါ်သွားပြီးတော့မစ်တီလာကခဏခဏရှိပြီးခေါင်းဆောင်တွေ့ကျင်တယ်လို့ပြောနေပြီးတော့ငါ့ကိုစိတ်နှောက်ရှက်ပေးနေတယ် ဒါကြောင့်မင်းကိုပြုတ်ပေးမယ်လို့ပြောလိုက်ပါတယ်ကျင်းကတော့ဘာပဲလုပ်လို့ကျွန်တော်ကကျွန်တော်ဖို့အတွေ့မယ်ကျွန်တော်မြင်မြင်ခေါ်သွားစမ်းပါလို့ပြောလိုက်ပါတယ်အဆောင်ကတော့ပိုးဆိုတဲ့စကားကိုကျွန်တော်စိုးရင်သွားပြီးအပေါ်ဆုံးထက်ကိုခေါ်သွားခဲ့ပါတယ်ပြီးတာနဲ့သူ့ဖို့အတွေ့ရပါတယ်ဒါမဲ့သူကတော့ဂျင်းကိုမမမိပါဘူးဒီနေရာဘာလာလုတန်လဲလမ်းပေးချက်လေးလို့ပြောလိုက်ပါတယ် ကျန်သူဖို့တော်ရင်အဆင်းရောက်မကောင်းဆိုတာကောင်ကျွန်တော်နဲ့ကျွန်တော်မိတိုက်ခိုက်သွားတယ်။ပြီးတော့ကျွန်တော်မျက်စိရှိမှပဲသူမကိုတတ်သွားတယ်။ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူး။ဒါပေမဲ့သူမမတည်ဆုံးခဲ့မှာပဲကျွန်တော်အဖိုးရှာပြီးလေ့ကျင့်မှုမှာခဲ့တယ်။အဲ့ဒါကြောင့်လာခဲ့တာလို့ပြောလိုက်ပါတယ်။အဖိုးကလည်းအဲ့ဒီဇာလံကိုကြတော့သူမကြီးရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုသဘောကျပြီးတော့ကောင်းပြီ။မင်းအဲ့ဒီတားရဲကိုတတ်ခတ်နိုင်ပြီးမင်းမင်းတည်ဆုံးမှုလက်စားချနိုင်တဲ့အထိလေ့ကျင့်ပေးမယ်။ဒါပေမဲ့မင်းရဲ့အင်အားအရန်နေတယ်ချက်ချင်းတတ်ခတ်နေတည်ယူရမယ်လို့ပြောလိုက်ပါတယ်။ ဂျင်းကတော့ဒါမှကျွန်တော်အဆင်သင့်ဖြစ်သေးဘူးအမေကလူများမတိုက်ခင်အရင်မတိုက်ခိုက်နေလို့ပြောထားတယ်လို့ပြောလိုက်ပါတယ်တကယ်ကိုမမပိုင်းလေးပါလို့ဒါနဲ့သူပေါ်လေသူ့အရင်တိုက်လိုက်ပြီးတော့ဒါဆိုငါဆလိုက်ပြီးမင်းဘာလို့နာမလဲငါ့ကိုပြာစမ်းလို့ပြောလိုက်ပါတယ်ဂျင်းကတော့ကောင်းပြီလို့ပြောပြီးစတင်တိုက်ခိုက်လိုက်ပါတယ်ဒါမှသူဖိုးရဲ့တိုက်ခိုက်မှုတွေကတော့မချင်းမခံနိုင်ခဲ့ပါဘူးပြီးတော့သူဖိုးကလည်းဂျင်းကိုငါမင်းကိုတင်ပေးမယ်မင်းကနောက်ဆုံးမှအဲ့ဒီအိုးကဆိုရင်မကောင်းဆိုးတော့တတ်နိုင်တဲ့အထိတတ်သိပြပေးရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဂျင်းကလည်းကောင်းပါပြီလို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့လေ့ကျင့်ခန်းစတင်ခဲ့ပါတယ် အဲ့ဒီချိန်မှာဂျင်းအဖိုးကတော့ဂျင်းကိုလေ့ကျင့်ခွင့်ခေါ်သွားပြီးသူ့အကြောင်းကိုပြောပြပါတယ်။ငါအဖိုးလည်းဒီနေရာမှာငါလေ့ကျင့်ပေးခဲ့တာပဲ။လေ့ကျင့်ကမဆက်ခင်မှာကျွမ်းကျင်တဲ့လက်သမားတရားကိုဒီမှာရှိတဲ့မိတိုင်နဲ့တိုင်အောင်ဆောက်ခိုင်းခဲ့တယ်။မလေ့ကျင့်ခံပြီးကိုအဲ့ဒီနေရာတတိုင်အောင်ချိုးရတယ်။မတိုင်ငါချိုးပြီးပြီအခုမဲလှဲ့ပဲကျဲ။ဒီနေ့မင်းလုံးရမယ့်လေ့ကျင့်ခန်းတွေအကုန်လုံးငါတင်ပေးမယ်။ အဲ့ဒီအိုးခါနဲ့တိုက်မဲ့နေရောက်လာမင်းသူ့ကိုတတ်နိုင်အောင်လို့ပြောလိုက်ပါတယ်ဂျေကလည်းအဲ့ဒီစကားကိုကြားတော့သူ့ရဲ့အစွမ်းကိုထုတ်သုံးပြီးတကယ်လက်ကျင်ကစတင်ခဲ့ပါတယ်ဂျေကတော့သူ့ဖွဲ့ခြေကန်ကျန်းတဲ့တိုက်ချက်တွေကိုပဲခံနေရပါတယ်သူ့ဖွဲ့ကတော့သူ့ခလေးဆိုပြီးညာတာမနေခဲ့ပါဘူးသူ့ကျန်းတဲ့လက်ကျင်ကမျိုးစုံလောက်ခိုင်းပါတယ်သူတို့တတ်ခတ်ပြီးတာနဲ့သူ့ဖွဲ့ကလည်းလက်ကျင်ရဲ့တိုင်ကိုတစ်ချက်ထဲနဲ့ချိုးပြလိုက်ပါတယ်ဂျေကတော့အဲ့ဒီတိုင်ကိုတစ်ချက်ထိုးတာတော့လက်နာသွားခဲ့ပါတယ် ပြည်ထောင်စုလေ့ကျင့်ခန်းတွေလောက်တော့ကျန်တိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့အဖိုးရဲ့အထူးခံတက်တက်ဖြစ်နေတော့မှာပဲ။ဒီလိုနဲ့လေ့ကျင့်ရတာနားကန်ပြီးမှတော့သူ့အဖိုးကတော့ဂျင်ကိုခေါ်သွားခဲ့ပြီးတော့သူ့ရှေ့မှာအောက်ခဲတူတလုံးထားပြီးဒါကိုချိုးလိုက်လို့ပြောလိုက်ပါတယ်။ဂျင်ကတော့သူ့ရဲ့ဆန်းကိုထုတ်သုံးပြီးပဲမချိုးနိုင်ခဲ့ပါဘူး။ဒါကြောင့်သူ့အဖိုးကလည်းအောက်ခဲတွေများကြီးကိုသူ့ရှေ့မှာထားပြီးလက်တစ်ဖက်ထင်းနဲ့ချိုးလိုက်ပြီးတော့အုတ်တီလည်းအစိမ့်စိမ့်မှောင်မှဖြစ်သွားပါတယ်။ပြည်ထောင်စုညစာစာဖို့ခေါ်သွားခဲ့ပါတယ်။ ဒီတော့အရေးကြီးတဲ့ဧည့်သည်တယောက်လာပါမလို့ပါအဲ့ဒီချိန်မှာပဲလူတယောက်ကလည်းသူတို့ရှိကိုတားရဲအကြောင်းနဲ့သူတို့ရဲ့တည်နေရကိုသိနိုင်တဲ့လေဆွဲအကြောင်းတည်င်းလာပေးပါတယ် ဒါမဲ့သူတို့တွေ့တော့သူတို့သဘောတူထားတဲ့ဈေးထက်လေဆွင့်ဈေးတင်ပြီးပို့တောင်းပါတယ်။ဒါကြောင့်သူ့ဖိုးကာစုရကတော့ဂျင်းကိုအတင်းယူခိုင်းလိုက်ပါတယ်။ဂျင်းကတော့တော်တော်လေးတွန်းဆုံနေပြီပဲ။သူစကားကိုနားထောင်လိုက်ပါတယ်။ဟိုလူကလည်းသူ့တားကိုထုတ်လိုက်ပြီးဂျင်းကိုအားနေတယ်လို့ထင်ပြီးလောင်လိုက်ပါတယ်။ဒါမဲ့ဘသူ့ကိုလောင်နေမှသူမသိလို့ပါ။ဂျင်းကတော့သူ့ကိုထိုးလိုက်ပြီးတားကိုလွှတ်ချလိုက်ကသူ့လက်ကိုချုပ်ထားလိုက်ပါတယ်။အဲ့ချိန်မှာပဲကာဇူရကတော့သူ့အမတ်သိခိုင်းလိုက်ပါတယ်။ဂျင်းကတော့ခဏလောက်တုတ်ဆုံနေပဲနောက်ဆုံးမှတော့စကားကိုနားထောင်ပြီးသူ့ကိုထိုးလိုက်ကလေးကျသွားစီပါတယ်။အဲ့ချိန်မှာကာဇူမကတော့ဂျင်းကိုအရေးကြီးတဲ့အခိုက်အတန့်တွေမှာတုတ်ဆုံနေမသိလိမ့်မယ်။ ဒါကြောင့်မင်းကိုမင်းထင်ပြီးနောက်ထပ်မတွန်းဆုံးနဲ့မဟုတ်အကျိုးဆက်တွေဆိုးရွားသွားလိမ့်မယ်ဒီလိုတနာကျင်တာမှုနဲ့ဆက်သွားနေမိဘတော်မှအဲ့ဒီအိုးကောင်မနိုင်နိုင်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားပြီးဂျင်ကအရင်ကြုံခဲ့သမျှအရာအလုံးပြန်သိရပြီးတော့ကောင်းပါပြီလို့ပြောလိုက်ပါတယ်ပြီးတော့သူကသူ့ဖိုးနဲ့ပြင်းထန်တဲ့လေ့ကျင့်ကလုပ်ခဲ့ပါတယ်သူ့ကိုနေ့တိုင်းလေ့ကျင့်ပေးပါတယ် ဒါကြောင့်သူ့မှာအင်အားတွေတိုးလာခဲ့ပြီးနောက်ဆုံးမှာတော့ဒုက္ခနာကောကတော့ဗလာဒီနဲ့ပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့ကြာပြီးတဲ့နောက်မှာတော့ဂျင်ကသူ့အဖို့ထပ်ပြီးတိုက်ခိုက်တော့မှာပါ။ဒါကနောက်ဆုံးတိုက်ပွဲနဲ့နောက်ဆုံးလေ့ကျင့်ခဲ့ပါပဲ။ဒီလိုနဲ့စတင်ပြီးတိုက်ခိုက်ပြီးတော့နှစ်ယောက်စလုံးတိုက်ပွဲမှာသူတို့ရဲ့အစွမ်းကုန်တုံးပါတယ်။ဂျင်ရဲ့အဖိုးကတော့အစာပိုင်းမှာအသာကြီးရနေပြီပဲ။နောက်တော့ဂျင်ရဲ့မျက်လုံးတွေကတောက်ပလာခဲ့ပြီးတော့သူ့ရဲ့အစွမ်းတွေထွက်လာပါတယ်။ဒါကြောင့်ဘာမှမမြင်ရတော့ပါဘူး။ပြည်လာနေသူရဲ့ကြမ်းတမ်းနဲ့တိုက်ခိုက်မှုနဲ့အတူဂျင်ကသူ့ဖို့တိုက်ပွဲမှာအနိုင်ယူပြီးတော့နောက်ဆုံးမှာတော့သူတို့ရဲ့လေ့ကျင့်ခန်းကလည်းပြီးဆုံးသွားခဲ့ပါတယ်။ သူဖိုးကလည်းသူ့အတိမတ်ပြုတ်လိုက်ပြီးအရင်ဖစ်ကံမွဲရဲ့ဘရင်တော့ပေါ်ထွက်လာပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီပြန်မွဲကတော့ကဘာဘွားတတ်မာတဲ့လူတွေအားလုံးကိုဆွဲဆောင်ထားပါတယ်။ဘာလို့လဲဆိုတော့ဆူဂျီရဲ့အရင်ကြီးမလို့ကနောက်ဆုံးမှာတော့အဲ့ဒီလေးချင်းကနေအကလုံးပြီးဆောင်သွားတဲ့နောက်မှာတော့ဂျင်းကလေးချင်းရဲ့ကွင်းကနေထွက်လာပါတယ်။ဒါပေမဲ့သူ့ရှေ့ကမာလုံးနဲ့ကြောင်မီတာကိုကြီးလိုက်ကအိုးမေးတော့မလို့လို့ပြောပြီးသူကအဲ့ဒါကိုချိုးလိုက်ပါတယ်။ဒီလိုနဲ့လေးချင်းကလည်းပြီးဆောင်သွားခဲ့ပါတယ်။ရှင်ကသူ့ဖိုးနဲ့လေ့ကျင့်ခန်းတွေကုန်ပြီးတော့ Iron Fit ပြန်ပွဲကိုစတင်ဖို့လေရင်စီးပြီးတော့ပြန်ပွဲချင်းပါနေရောက်သွားနေပါပြီ ဒါမှမဟုတ်လမ်းမှာတော့ကြည်ဟာသူ့ဖေကိုအင်တာနက်မှာရှာကြည့်နေပါတယ်။ရှာလိုက်တဲ့အခါမှာတော့အန်ဩစရာကောင်းတဲ့သတင်းတွေကိုတွေ့ရပါတယ်။သူ့ဖေနဲ့သူ့ဘောကအရင်ပြိုင်ပွဲတစ်ခုမှာတိုက်ခိုက်ခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။သူ့ဘောကတော့ဂျင်းအဖေကိုတတ်လိုက်တာလို့လဲကောလာဟာလာလေးလည်းရှိနေပါတယ်။ဂျင်းကတော့အဲ့ဒီကိစ္စတွေကိုတိတ်နာမလဲပါဘူး။လေမောဆင်းလာတော့ပြိုင်ပွဲမှာပါဝင်မဲ့လူချုံးနေတွေ့ပါတယ်။သူနဲ့လက်ချင်းမတငယ်ချင်းကိုလည်းတွေ့ရပါတယ်။သူတို့လည်းနှုတ်ဆက်လိုက်ကြပြီးတော့အလုံးကားပေါ်တက်ပြီးပြန်ပွဲချင်းပါတဲ့နေရာကိုသွားကြပါတယ်။ ဇင်ရလေးသူတို့နဲ့အတူလိုက်သွားပါတယ်သူကဖုန်းကင်လိုက်ပြီးတော့သူ့ဖုန်းနဲ့သူ့ဖေရဲ့အရင်ပွဲကိုဗီဒီယိုတစ်ခုကြည့်နေပါတယ်သူ့တငယ်ချင်းကတော့အဲ့ဒီတိုက်ပွဲကိုကြည့်ပြီးတော့ရက်စိတ်လှုပ်ရှားသွားပါတယ်ဒီတိုက်ပွဲကအရင်ကောင်းနေကွာဒီပွဲမတိုင်ရင်ကာဆွေးရအောင်ဘယ်သူမှအနိုင်မတိုက်ဘူးလို့ပြောလိုက်ပါတယ်တကယ်တော့နှစ်ယောက်လုံးကဂျင်ရဲ့ဖုန်းနဲ့ဖေပြီးပြီးတော့သူ့ဖေကတော့ကာဆွေးရဖြစ်ပါတယ်သူတို့တွေကတော့ကာဆွေးရဂျင်ရဲ့ဖေဖြစ်မှမသိကြပါဘူးပြီးတော့သူ့တငယ်ချင်းကလည်းပြန်ဝဲမှာပါဝင်တဲ့သူတွေကအင်အားကြီးတဲ့အကြောင်းပြောပြပါတယ်အဲ့ဒီချိန်မှာအရှိမထိုင်နေတဲ့ဖိနေလည်းပါပါတယ် သူတို့ရှိမှထိုင်တဲ့သပင်ဝိုင်ရောင်နဲ့ဖိနစ်ဆိုတဲ့လူကလည်းကာစီယောင်နိုင်လူနီပါတိုက်ခိုက်ဖူးရလို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ပြိုင်ပွဲချင်းပနေရာရောက်သွားပါတယ်။အဲ့ဒီနေရာတော့ရမ်းကျက်ပြီးတော့လူသူရောက်ပါနေတဲ့နေရာတစ်ခုမှရှိပါတယ်။ဂျင်းကတော့သူတို့အတွင်းရင်မှုကိုသူ့ဖို့ပမာလဲလုံပေးပြီးသူ့ရှိသွားလိုက်ပါတယ်။ရောက်တာနဲ့အရင်ဆုံးအိုးကတကယ်လာမလားလုံပေးလိုက်ပါတယ်။သူ့ဖို့ကတော့အိုးကဒီနေရာတိုက်ခိုက်ရေးစိတ်တဲ့ဆွဲဆောင်နေလို့သူလဲလာမှာပဲ။မင်းကတိုက်ပွဲတိုင်းမှာအနိုင်ရမှာသူ့ကိုတိုက်ခိုက်နိုင်မယ်လို့ပြောလိုက်ပါတယ်။ဂျင်းကတော့ကောင်းပါပြီလို့ပြောလိုက်ပြီးသူ့ဖို့နဲ့သူ့ဖေရဲ့ရန်တိုက်ပွဲကြောင့်မေးလိုက်ပါတယ်။ ဒါမှမဟုတ်သူ့ဘဝတော့မဖြစ်ပဲနဲ့မင်းအခုမတိတဲ့နေရာတွေနဲ့မင်းရဲ့စိတ်ကိုရှုပ်ထွေးမနေနဲ့လက်ရှိကိုပဲအာယုံဆိုင်လိုက်လို့ပြောလိုက်ပြီးတော့သူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဂျင်းလေးပြန်လာနေတော့မှပဲလူတစ်ယောက်ပေါ်လာပြီးသူ့ကိုတားလိုက်ပါတယ်ပြီးတော့ဟေးဟိုက်ချီလေးချင်းမဖြစ်တာမင်းမလားသူနာကလူရဲ့အကောင်လုံးမကောင်းတာဖြစ်တတ်တယ်လို့ပြောလိုက်ပါတယ်ဟေးဟိုက်ချီကတော့သူ့အဖိုးဖြစ်ပါတယ်ဂျင်းကတော့သူ့ကိုပြန်မပြောပဲထွက်သွားဖို့လက်ဝေမယ်အဲ့ဒီလူကတော့သူ့ကိုထိုးလိုက်ပြီးနောက်အဆုတ်သွားစေပါတယ်ဒါမှမဂျင်းကတော့သူ့ဒေါသကိုထင်းလိုက်ပြီးပြန်မွေးကွဲမှာတွေးကြတာပေါ့လို့ပြောပြီးထွက်လာခဲ့ပါတယ် သူလမ်းလျှောက်နေတော့မှပဲသူတို့ကိုဟိဟချီအားဆောင်ကြည့်နေပါတယ်။သူကတော့ဂျင်းတို့ဖျက်ပြက်နေရကြည့်နေပြီးတော့သူ့ဘေးကအတွင်းရင်းမှုမှလေးကိုလည်းဂျင်းမနှက်ဖန်အတိတ်လူနဲ့တိုက်ရအောင်စီစဉ်ပေးလိုက်လို့ပြောလိုက်ပါတယ်။မင်္ဂလိကတော့ကောင်းပါလေလို့ပြောလိုက်ပါတယ်။ဂျင်းကတော့အဲ့ဒီနေရာနေထွက်လာခဲ့ပြီးတခြားတက်ခတ်ရဲ့သမားမင်္ဂလိတရားကိုတွေ့ပြီးတော့အရင်ပြိုင်ပွဲမှာဟိဟချီနဲ့ကာဆူယာနဲ့တိုက်တဲ့ပွဲကိုမြင်ဘူးလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့မင်္ဂလိကတော့ဒါငါဝင်ပါလို့မရတဲ့ကိစ္စပဲ။မင်းမီရှိမမျိုးနဲ့နဲ့ပတ်သက်နေအကောင်လုံးရှော့ထွေးကုန်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဖိနစ်ကတော့ဂျင်းစကားပြောနေတာကိုကြားပြီးတော့ လာစမ်းမှာဘာဖြစ်ခဲ့လဲငါပြောပြမယ်လို့ပြောလိုက်ပါတယ်ဂီလိုနဲ့ဂျင်းလည်းတိုက်ပွဲမှာဘာဖြစ်ခဲ့လဲအကုန်တီသွားခဲ့ပါတယ်ဟေဟာချီရဲ့သားဖြစ်တဲ့ဂျင်းအဖေကတော့ပထမချီကိုနိုင်ရသွားလို့သူ့ဖြစ်ဖြစ်တဲ့ဟေဟာချီကိုတောင်ကုန်းပေါ်ကနေလွှတ်ပစ်လိုက်ပါတယ်ဒါမဲ့ဂျင်းရဲ့ဖိုးကတော့မတည်ပဲနဲ့နောက်ချီမှာပြန်လာကကာဆူရောက်ချပြီးပွဲဝင်နိုင်သွားခဲ့ပါတယ်ဂျင်းကတော့ဒါဆိုသူ့တကယ်ကာဆူရောက်တတ်လိုက်တာလားဒါမှမဟုတ်မတည်ဘူးလားလို့မေးလိုက်ပါတယ် ပြင်းရတော့ကာဆူးရောက်တက်နေတာဘာမှမမြင်ဘူး။ဒါပေမဲ့လူတွေအကုန်လုံးကအဲ့ဒီလိုပြောကြတယ်။ဒါပေမဲ့အဲ့ဒီကိစ္စနောက်ထပ်မင်းမဆုတ်ဖက်နဲ့မနှက်ဖက်မင်းရဲ့တိုက်ပွဲအတွက်ပြင်ဆင်တော့လို့ပြောလိုက်ပါတယ်။ဂျင်ကတော့ကောင်းမလို့ပြောလိုက်ပြီးသူတို့ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ဂျင်ကလည်းချက်ချင်းပဲသူ့ဖိုးရဲ့အဆောင်ရှိကိုသွားပြီးသူ့ကိုဝင်ဝင်မေးပြီးပြောပါတယ်။ဂျင်ကဝင်ဝင်မပေးချင်ပေမဲ့ဂျင်ကတော့အတင်းဝင်သွားခဲ့ပြီးတော့ချက်ချင်းပဲသူ့ဖိုးကျွန်တော်ဖေကိုတတ်လိုက်တာလားလို့မေးလိုက်ပါတယ်။အပိုးကတော့ဟုတ်တယ်။မင်းရဲ့ဖေကရမ်းတက်မာတဲ့တက်ခိုက်ရေးတမပါပဲ။ ဒါမှမဟုတ်ငဆိုးတွေကသူ့ကိုလွှမ်းမိုးသွားခဲ့တယ်။ဒါကြောင့်ငါသူ့ကိုတတ်လိုက်ရတာလို့ပြောလိုက်ပါတယ်။ဂျင်ကတော့ဘာမှနားမလည်ဘဲနဲ့ရှင်းပြပါလားလို့ပြောလိုက်ပါတယ်။ဒါကြောင့်သူ့ဖိုးကသူ့ဖိမှရှိတဲ့မကောင်းဆုံးဝါမျိုးပီဇာအကြောင်းရှင်းပြလိုက်ပါတယ်။အဲ့ဒီမျိုးပီဇာကတော့သူ့ကိုပိုပြီးစွမ်းအားကြီးမားလောက်လုပ်ပေးပြီးတော့သူတို့တွေတတ်ခိုက်တဲ့အခါအိုးကဆွဲဆောင်ပါတယ်။ဒါကြောင့်အိုးကမင်းရှိလာပြီးမင်းအမေကိုတတ်လိုက်တာလို့ပြောလိုက်ပါတယ်။ဂျင်ကတော့ဘာမှနားမလည်ဘဲနဲ့ဒါဆိုငါမှအဲ့ဒီမျိုးပီဇာမရှိဘူးဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်တာလဲကိုမေးလိုက်ပါတယ်။သူ့ဖိုးကတော့မင်းမှလည်းရှိတယ်။အဲ့ဒီနေရာမင်းတယောက်ယောက်နဲ့တတ်ခိုက်ခဲ့တာတေးကြတယ်။ ဒါကြောင့်တားရရမင်းရဲ့တိမရောက်တိပြီမင်းမေကိုတတ်လိုက်တာလို့ပြောလိုက်တော့ဂျင်းလည်းအရင်ကသူ့နိုင်ချင်းခဲ့တဲ့သူတွေကိုတတိယသွားပါတယ်သူတို့နဲ့ချပြီးတော့ဩကပေါ်လာတာဖြစ်ပါတယ်တကယ်တော့သူဟောကတော့ဂျင်းကိုဒီနေရာကိုခေါ်လာတာလည်းဩကကိုရားခေါ်ဖို့ပါပဲမင်းရဲ့အင်အားအကုန်လုံးအာယုံဆက်ပြီးမင်းရဲ့စိတ်ကိုထိန်းထားရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲစိတ်ထိတ်ခိုက်နေတဲ့ဂျင်းလည်းကောင်းပါလို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့ဂျင်းကသူ့ရဲ့တိုက်ပွဲအတွက်ပြင်ဆင်နေပါတယ်အဲ့ဒီချိန်မှာပဲမင်းကလေးတယောက်ရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ် ူမရဲ့နမရရှောင်းဖြစ်ပြီးတော့သူမကတော့အရင်ကျင်လာတဲ့ပုံစံနဲ့မင်းဘာလို့ဒီမှာထိုင်နေရလဲမင်းပြိုင်မွဲကတော့လေ့ကျင့်နေရတွေ့ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဂျီယန်လည်းသူစကားကိုကြားတော့အံ့ဩသွားပြီးသူ့ပြိုင်မွဲကဘာတူလဲလို့မေးလိုက်ပါတယ်။ဝင်းကလေးကတော့သူ့နမရဆမစ်လို့ပြောလိုက်ပါတယ်။ဂျီယန်လည်းသူ့နမရကိုကြားတော့အံ့ဩသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဆမစ်ကမနေ့ကသူ့ကိုထိုးဖို့စူးစမ်းခဲ့တယ်လို့မို့လို့ပါပဲ။ဒီလိုနဲ့သူလည်းကွင်းထဲရောက်လာခဲ့ပြီးအဲ့ဒီမှာဆမစ်နဲ့တွေ့ပါတယ်။သူ့ဖိုးနဲ့အားလုံးကတော့ပွဲကိုစိတ်ဝင်စားနေစောင့်ကြည့်နေပါတယ်။အဲ့ဒီချိန်မှာဒန်နီကြီးကတိုက်ခိုက်မှုကိုစတင်ကြောင်းကြီးညာလိုက်တယ်တိုက်ပွဲစတင်ခဲ့ပါတယ်။ ပွဲစားတဲ့ချက်ချင်းမှာပဲထိုးကျိတ်မှုတွေစတင်ပါတယ်။အစာပိုင်းမှာတော့စမစ်ကအသာစီးရနေခဲ့ပါတယ်။သူ့ရဲ့ခြေကန်ချက်တွေအောက်မှာဂျင်းကသူ့ဘာမှပြောမလုပ်နိုင်ပါဘူး။စမစ်ကတော့ဂျင်းကအတွေ့အကြုံနဲ့တော့တုံးချပြီးချက်ချင်းပြီးတက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဂျင်းကတော့သတိဝင်လာပြီးသူ့မိအတွက်ဖြစ်ခဲ့တဲ့အရာအလုံးသတိရသွားပါတယ်။သူကသူ့ရဲ့အင်အားတွေစုစည်းလိုက်ပြီးစမစ်ကိုလက်တီးတွေတရဇက်ပစ်သွင်းပြီးခြေထောက်နဲ့ကန်လိုက်ပါတယ်။စမစ်ကတော့ပြန်ထလာပြီးသူ့ကိုပြန်တိုက်ခိုက်ဖို့ကြိုးစားပါတယ်။ ဒါမဲ့ဂျင်ဟာလည်းသူ့ရဲ့ဆောရာပြင်းနဲ့လက်သီးကိုတုံးပြီးစမိတ်ကိုလက်သီးမိုးရွာတယ်လို့ထိုးချပြီးလဲကျသွားစေပါတယ်။ပြီးတော့သူ့ကိုကြည့်လိုက်ပြီးတော့ထပ်မထနဲ့တော့ခမရရှုံးသွားတယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့စမိတ်ကတော့သူ့မှအနာကိုထီသွားတယ်လို့ပြောတော့ပြန်ထလာပြီးတော့ဂျင်ဝန်ထိုးကိုကြိုးစားပြီးမြဲဒုတိယကျင်ပါဝါလက်သီးအောက်မှာပဲကြာရှုံးသွားခဲ့ပါတယ်။စမိတ်ကတော့လက်မလျှော့သေးပဲတတိယကျင်ထပြီးသူ့ကိုထိုးဖို့လုပ်လိုက်ပါတယ်။ ဒါမှဂျင်းကတော့သူ့ကိုဘာလို့ရမှမသိတော့ပါဘူး။ဒါကြောင့်သူ့ခြေထောက်ကိုကန်လိုက်ပြီးချိုးလိုက်ပါတယ်။စမီလည်းမြေပေါ်လဲကြပြီးမလုံနိုင်တော့ပါဘူး။ဒါကြောင့်ဒိုင်လူကြီးကလည်းသူ့ကိုထားခဲ့ပြီးရလောက်ကျင်ညာလိုက်ပါတယ်။ဒီလိုနဲ့ဂျင်းကလည်းသူ့ရဲ့ပထမဆုံးတိုက်ပွဲမှာအနိုင်ရခဲ့ပြီးဒုတိယအဆင့်တက်သွားခဲ့ပါတယ်။ပြီးတော့ဂျင်းရဲ့တငယ်ချင်းတွေကလည်းသူ့အတွက်အောင်းမွေးခံဖို့ဆင်းလာကြပါတယ်။ဒါမှဂျင်းကတော့သူ့တို့ကိုကြောခိုင်းပြီးထွက်လာခဲ့ပါတယ်။ပြီးတာနဲ့သူကပြိုင်မရဲ့ခြေထောက်ချိုးလိုက်ပြီးတော့တယောက်ထဲဝမ်းနေနေပါတယ်။သူ့တငယ်ချင်းကတော့သူ့ကိုအားပေးဖို့နောက်လိုက်လာခဲ့ပါတယ်။ အဘလို့မင်းမျက်နှာရှုံးမဲ့နေရလဲမသိရင်မင်းရှုံးသွားတာကြာနေရဂျင်းကတော့ငါငါရဲ့ပြိုင်မဲ့ချက်တော့ချိုးကျင်တာမဟုတ်ဘူးဒါပေမဲ့ तू လက်မလျှော့ပဲငါ့ကိုဆက်တိုက်ခိုင်းနေဒါကြောင့် तू မလုံနိုင်အောင်လုပ်ဖို့ပဲတက်နိုင်ငယ်လို့ပြောလိုက်ပါတယ် तू တငယ်ချင်းကတော့မင်းတင့်ယူထားတဲ့တက်ခိုင်းကြီးကအန္တရာယ်များတယ်ဒါပေမဲ့စင့်ပူနေကွာမင်းလုတ်ခဲတာမှန်ပါတယ်လာခဏနေလာမယ်ရှောင်းရင်ပွဲရသွားကြည့်ရအောင် तू လက်ရောက်ခိုင်းနေပြီလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပွဲနေခဲ့ပြီးမှပဲရှောင်းနေနီနာရဲ့တိုက်ပွဲကရောက်လာခဲ့ပါတယ်ပြီးတာနဲ့တို့တို့တွေတိုက်ပွဲကိုစတင်ခဲ့ပါပဲ အဲ့ဒီချိန်မှာပဲဂျင်ကလည်းသူ့ဖို့ဒီလိုကလေးတယောက်ကပတိုက်ပွဲတွေမှာပါဝင်ခဲ့ဘလို့ပေးလိုက်တာလဲလို့မေးလိုက်ပါတယ်။သူ့ဖို့ကတော့အထာတွေကအရေးမကြီးပါဘူးကွာအရေးကြီးတာကတော့မင်းသူ့ကိုပဲကြည့်။ဘာလို့လဲဆိုတော့သူကလက်ရှိတိုက်ပွဲကိုပဲအာရုံစိုက်တယ်။ငါပေါင်းဆိုလိုလားလဲဆိုတာမင်းသိလိမ့်မယ်လို့ပြောလိုက်ပါတယ်။အစာပိုင်းတော့ရှောင်းကသူမရဲ့နာမည်တိုင်းအရှောင်းတိန်ကျောင်းစွာနဲ့နီနာကိုတတ်ခိုက်နေပါတယ်။ဒါကြောင့်နီနာရှောင်းဘလို့ကြည့်အောင်ထိုးရမှာမသိပါဘူး။ဒါမဲ့နီနာကတော့သူမရဲ့အားကောင်းဆုံးစွမ်းရည်ကိုတုံးပြီးတော့သူ့ကိုတစ်ချက်သေးနဲ့ဖမ်းထားလိုက်ပါတယ်။ ဒါကြောင့်ရှောင်းလဲလေဝင်းညစ်ခံနေရတော့အလုံးကသူ့အတွက်စိုးရိမ်နေကြပါလေ။ဒါမဲ့ရှောင်းကတော့ကိုယ်ကိုတပတ်လှိလိုက်ပြီးတော့ချက်ချင်းပဲနီနာအောင်မြင်ဆန်းဆန်းပဲကန်ချလိုက်ပါလေ။ပြီးတော့နီနာရဲ့လေဝင်းပေါ်မှာထိုင်လိုက်ကအသက်ကောင်တီးပေးလိုက်ပါလေ။ဒီလိုနဲ့လှပစာနဲ့ပဲရှောင်းသူ့ရဲ့တိုက်ပွဲနဲ့နိုင်သွားခဲ့ပါလေ။ဂျင်းလဲသူမောက်ကြည့်နေပြီးတော့ရဲစိတ်လုံရှားသွားပါလေ။ပြီးတော့နေ့လယ်ပိုင်းမှာဂျင်းကစမေးရအခန်းကိုသွားပြီးတော့သူ့စကားပြောဖို့ကြိုးစားပါလေ။ဒါမဲ့သူကတော့အဲ့ဒီမှာမရှိပါဘူး။ဂျင်းလဲသူ့ရှာရင်နဲ့နောက်ဆုံးသူ့ကိုတွေးလိုက်ရပါလေ။ စမိတ်ကတော့ထူးဆန်းလိုက်တာတယောက်ယောက်ငါးခြေတော့ချိုးပြီးတော့အခုငါ့ကိုနှစ်သိမ့်ပေးနေရလို့ပြောလိုက်ပါတယ်ဂျင်းကတော့ပြန်တိုက်ခိုက်နိုင်ဖို့ခမရတိုက်ခိုက်ဖို့ညှိဖို့ပဲလိုတာပါလို့ပြောလိုက်ပါတယ်စမိတ်ကတော့ကောင်းနေမင်းကဟိုအဖိုးရဲ့လူမိုက်ပဲသူကမင်းကိုပြန်မွေးတဲ့ထည့်ပြီးသူ့အတွက်ပဲတုံးချနေရငါမိသားစုလည်းသူ့ကြောင့်ပဲတည်ခဲ့ရတာလို့ပြောလိုက်ပါတယ်ဂျင်းကတော့စမိတ်ကိုသူထင်ထားတဲ့တိုင်မဟုတ်ဘူးဆိုတာရှင်းပြဖို့ကြိုးစားပါတယ်ဒါမဲ့စမိတ်ကတော့သူ့မယုံပါဘူးအဲ့ဒီချိန်မှာပဲဂျင်းအဖိုးကအဲ့ဒီနေရာရောက်လာပြီးတော့ဂျင်းကိုပြန်သွားပြီးမနက်ဖြန်သူ့ပွဲတော်လေ့ကျင့်ခိုင်းလိုက်ပါတယ်။ဒါကြောင့်ဂျင်းလည်းဒီနေရာကနေထွက်သွားပါတယ် ီးတာနဲ့သူ့ဖိုးနဲ့လိုက်ဆောင်နေပြီးတော့သူ့ဖိုးကတော့ကြည့်ဦးမင်းရဲ့မိကိုလက်စားချင်ချင်မင်းရဲ့အားနည်းချက်တွေအကုန်လုံးဖယ်ရှားပြရမယ်။နောက်ဆုံးထိစိတ်သက်ခံမှန်းနေရမယ်လို့ပြောလိုက်ပါတယ်။အားကြောင့်ချင်းလဲကောင်းပါပြီလို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့တိုက်ပွဲစတင်နေပါတယ်။သူ့ရဲ့တငယ်ချင်းဟိုဝမ်နဲ့တိုက်ရမှာပါ။နှစ်ယောက်စလုံးကလည်းမျက်နှာချင်းဆိုင်ပြီးရက်နေရပါတယ်။ဒီချိန်မှာပဲဒိုင်လူကြီးကစတင်ခိုင်းလိုက်ပါတယ်။အစာပိုင်းမှာကြည်ဟာသူ့အမေရဲ့စကားကိုတတိယပြီးအဲ့ဒီတိုင်းတိုက်ခိုက်ခဲ့ပါတယ်။သူကသူ့ဒေါသကိုအစွမ်းကုန်ထိန်းချုပ်ပြီးတိုက်ဖို့ကြိုးစားပါတယ်။ဒါမဲ့နောက်တော့သူ့ဖိုးရဲ့စကားကိုတတိယလာခဲ့ပါတယ်။ မင်းအနိုင်ရလေအိုးကောင်းအနိုင်ဖို့နီးလေဖြစ်မှာလို့ပြောခဲ့ပါတယ်။ဒါကြောင့်သူကသူ့ရဲ့အဆွမ်းကိုထုတ်သွင်းလိုက်ပါတယ်။ပြီးတော့နှစ်ယောက်စလုံးပြင်းပြင်းထန်ထန်ပဲတက်ခိုက်ကြပါတယ်။ဒါမဲ့တစ်ချက်မှာတော့ဂျင်းကသူ့ရဲ့အထူးတက်ခိုက်မှုကြောင့်အနီယောင်ပါဝါတွေထွက်လာခဲ့ပါတယ်။ဒီအနီယောင်ပါဝါနဲ့အတူသူ့ရဲ့အထူးတက်ကောတော့ငါပြန်မှအနိုင်လိုက်ပါတယ်။ဒါမဲ့သူ့တကယ်ဂျင်းကတော့မြေပေါ်မှာလင်းနေပြီးမလုံနိုင်တော့ပါဘူး။သူ့ဖိုးကတော့သူ့ကိုပီးတက်စီဖို့စောင့်နေကြပါတယ်။ဒါမဲ့ဂျင်းကတော့သူ့တကယ်ဂျင်းကိုလက်ကမ်းပေးလိုက်ပြီးထူလိုက်ပါတယ်။မင်းရှုံးသွားပြီကွာထားတော့ဘီယာတော့တောက်ကြအောင် ဒါကြောင့်သူ့ဘွားရန်ဒေါသထွက်နေပါတယ်ဂျင်းကကျင်နာမှုတွေရှိနေလို့စိတ်ဆိုးနေကြပါတယ်ဒါမဲ့ဂျင်းနဲ့သူ့တငယ်ချင်းတွေကတော့အပြင်မှာအနားယူဖို့တော့ထပ်သွားကြပါပြီဒီနေ့ကလည်းအကလူနဲ့ပြီးဆုံးသွားခဲ့ပါတယ်နောက်နေ့မှာတော့ရှောင်းနဲ့မျက်နှာဖုံးဆွတ်ထားတဲ့ကင်းတို့ရဲ့တိုက်ပွဲစတင်ပါတယ်။ကင်းကတော့သူမောက်ကြမ်းကြမ်းနဲ့နဲ့မတိုက်ခိုက်နေပါတယ်။ဒါကြောင့်ဂျင်တို့ကလည်းသူမအတွက်စိုးရိမ်နေကြပါတယ်။ဒါမှမဟုတ်အဲ့ဒီချိန်မှာပဲရှောင်းကတတိဝင်လာပြီးတော့ကင်းကိုလဲကျသွားအောင်တိုက်လိုက်ပါတယ်။သူမကတော့သူမနိုင်မယ်လို့ထင်နေခဲ့ပါတယ်။ဒါမှမဟုတ်ဒါကသူထင်တယ်လို့မဖြစ်ခဲ့ပါဘူး။ ကဲချက်ချင်းပဲသူမရဲ့ခန္ဓာကိုယ်ချုပ်လိုက်ပြီးစမတ်တောင်းခွက်နဲ့ပဲသူကရှောင်းအနိုင်ရပြီးစီမီဖိုင်နယ်တက်သွားခဲ့ပါတယ်။နောက်ပွဲမှာတော့ဖိနစ်နဲ့ပြန်ရမှာပါ။ဂျင်းကတော့စိုးရင်သွားပြီးတော့ရှောင်းဆေးဟုန်ချက်ချင်းခေါ်သွားပါတယ်။ ရှောင်းတရီရလာတဲ့အထိသူမရဲ့ဘေးမှာနေနေပါတယ်။တကယ်တမ်းနိုးလာတော့ရှောင်းကတော့သူ့ကိုကျဆုံးမမယ်လို့ထင်နေပါတယ်။သူမကငယ်ပြီးမိန်းကလေးဖြစ်လို့မတိုက်သင့်ဘူးလို့လာပြောမယ်လို့ထင်နေပါတယ်။ဒါမှဂျင်ကတော့အန်အောဆရာကောင်းတဲ့စကားပြောလိုက်ပါတယ်။မင်းကအရင်တက်မာရဲ့တက်ခိုက်ရီတမားပဲလို့ပြောလိုက်ပါတယ်။ရှောင်းကတော့အန်အောသွားပြီးဒါဆိုမင်းကငါမိန်းကလေးမဟုတ်လို့ငါကဆုံးမမှာမဟုတ်လားလို့မေးလိုက်ပါတယ်။ဂျင်ကတော့ငါ့ကိုတက်ခိုက်နေတင်ပေးတဲ့အားကောင်းဆုံးလူကလည်းငါအမေပဲ။ အခုထိသူ့လောက်တံမာတဲ့လူမမြင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာမင်းကလေးကလည်းသူ့အမိတိတ်ဆုံးသွားလို့ဝမ်းနဲ့နေမှတည်သွားပြီးသူ့နှစ်သိမ့်မှကြိုးစားပါတယ်။အဲ့ဒီချိန်မှာပဲကင်းကလည်းအပြင်ဘက်မှာရက်နေခဲ့ပါတယ်။သူကတော့ရှောင်းအောင်တတ်တာလားဆိုတာလာကြည့်ပုံရပါတယ်။သူကတကားခလုတ်ကိုမှားနှိမ့်မိလိုက်ပြီးတကားပွင့်သွားခဲ့ပါတယ်။ဒါမဲ့ဂျင်းတို့ကလှည့်ကြည့်လိုက်တော့သူ့ပျောက်သွားခဲ့ပါပြီ။ပြီးတဲ့နောက်မှာတော့ကင်းနဲ့ဖီနီတို့ရဲ့တိုက်ပွဲအချိန်ကိုရောက်လာခဲ့ပါတယ်။သူတို့ကအားကောင်းဆုံးပြိုင်မှတ်တွေတဲ့တယောက်ဖြစ်ပြီးပြိုင်ပွဲရဲ့အလားအလာရှိတဲ့သူတွေလည်းဖြစ်ပါတယ်။ပြီးတာနဲ့စတင်တိုက်ခိုက်ကြပါတယ်။ နှစ်ယောက်စလုံးကရမ်းစိတ်လှုပ်ရှားနေကြပါတယ်ဖီနစ်ကဂင်းကိုအစာပိုင်းမှာအသာစီးနဲ့ထိုးချိန်နေပါတယ်ဒါပေမဲ့ဂင်းကလည်းအချင်းမဟုတ်ပါဘူးသူကအခွင့်ရေးရတာနဲ့ဖီနစ်ကိုဖမ်းချုပ်လိုက်ပြီးတော့မေကြီးနဲ့ဆောင်းချလိုက်ပြီးကြမ်းကြမ်းတမ်းတမ်းပွဲသိမ်းလိုက်ပါတယ်ဂင်းကတော့သူ့ကိုဂင်းလို့ထင်နေပေမဲ့တကယ်တော့ဒါဂင်းမဟုတ်ပါဘူးဟိဟိုက်ချီကတော့ဂျင်းကိုမင်းနဲ့တိုက်ရမယ်သူကဘလို့လူလဲဆိုတာသိပြီမလားလို့ပြောလိုက်ပါတယ်တကယ်တော့အိုးကကင်းစစ်ကိုတက်လိုက်တာပါဒါပေမဲ့ဒီကင်းကတော့ကင်းစစ်ရဲ့ပုံစံအတူခိုးပြီးတော့အနိုင်ရဖို့လာတဲ့တခြားလူတစ်ယောက်ပါပဲပြိုင်ပွဲမှာတော့ကင်းကဖင်းဒီကိုအနိုင်ရပြီးတော့နောက်ဆုံးဘောလူပွဲကိုကင်းနဲ့ဂျင်တို့ကတိုက်ရမှာဖြစ်ပါတယ် ူတို့ရဲ့တိုက်ပွဲကတော့မရက်ဖတ်မှာဆမှာပါပြီးတော့ဒီနေ့တိုက်ပွဲတွေကပြီးသွားခဲ့ပါတယ်ညပိုင်းမှာတော့ဟေးဟိုက်ချီကသူ့ရဲ့လက်အောက်ငယ်သားတယောက်နဲ့စကားပြောနေပြီးတော့အိုးခောက်ထိန်းချုပ်ဖို့နဲ့နှဆိုးမျိုးဗီဇာကိုလေးလာမယ်ကြောင်းပြောနေပါတယ်ပြီးတော့အဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်ဒါမဲ့မင်းကလေးတယောက်ကတော့ရုတ်တရက်ပေါ်လာပြီးသူ့ကိုထိုးဖို့ကြိုးစားပါတယ်ပြီးတာနဲ့သူမကတော့ဆွဲပြောက်ပြန်ပြီးစမ်းတခိုးကြီးလုပ်ပြောလိုက်ပါတယ်ဟေးဟိုက်ချီကတော့သူမရဲ့စကားကိုနားမထောင်ဘဲသူ့ကိုကန်မြောက်ပြီးတော့ထိုးလိုက်ပါတယ် ပြီးတာနဲ့ဆက်ထိုးဖို့လုပ်နေတော့ဂျင်းကသူတို့မြင်သွားပြီးတော့ကောင်မလေးကိုကာကွယ်ဖို့ပြေးသွားပါတယ်။သူ့ဖိုးကတော့သူ့ထားလိုက်တော့ကျွန်တော်သူ့ထောက်သောင်းအောင်လုပ်လိုက်မယ်လို့ပြောလိုက်ပါတယ်။သူ့ဖိုးကတော့တဘောမတူပဲဆက်ထိုးချင်နေပေမဲ့ဂျင်းကတော့သူ့တားလိုက်ပြီးတော့ကောင်းပြီလို့ပြောပြီးထောက်သွားခဲ့ပါတယ်။အေးဟန်ချီထောက်သွားပြီးတဲ့နောက်မှာဂျင်းကကောင်မလေးကိုထုပြီးတော့ဘာလို့အဲ့ဒီလိုလုပ်တာလဲလို့မေးလိုက်ပါတယ်။ကောင်မလေးကတော့မင်းကကိုကိုကိုကောင်းတဲ့လူလို့မထင်နဲ့မင်းသူ့အဖိုးလို့ခေါ်တာငါကြားတယ်မင်းကမီးရှိမမျိုးနွယ်ရပဲမင်းဖိုးကငါ့မိရဲ့ဆွဲပြောက်ခိုးသွားတာလို့ပြောလိုက်ပါတယ်ဂျင်းကငါတို့ဘာမှမခိုးဘူးတယောက်ယောက်ကငါတို့ရောင်းလို့ဝဲခဲ့တာလို့ပြောလိုက်ပါတယ်မင်းကလေးကတော့အဲ့ဒီလို မယောင်းခင်ကတည်းကမင်းအဖိုးနှောက်ချက်နေလို့ငါမယောင်းပွက်ထားတာလို့ပြောလိုက်ပါတယ်ဂျင်းကတော့ငါအတိလေဆိုရလို့တယ်အိုးကငါမိတက်သွားတာငါသူ့ကိုလက်စားချေရမယ်ဒီတိုက်ပွဲပြီးရင်မင်းကိုပြန်ပေးမယ်လို့ကတိပေးတယ်လို့ပြောလိုက်ပါတယ်မင်းကလေးကတော့မင်းဘာမှမသိဘဲမင်းဖိုးကရန်တားရဲကိုလှုပ်ပေးခဲ့တာသိရလားမင်းထင်တယ်လို့မင်းဖိုးကကောင်းတဲ့လူမဟုတ်ချင်းမင်းပြောတဲ့အတိုင်းလက်စားချေဖို့လုပ်တယ်ဆိုမင်းတကယ်ချေရမှာမင်းဖိုးပဲလို့ပြောလိုက်ပါတယ် အဲ့ဒီစကားကိုကြားတော့ဂျန်အော်သွားပြီးသူ့ဖိုးကအဲ့ဒီကိစ္စနဲ့ပတ်သက်နေရယ်ဆိုတာနားလေသွားပါတယ်။ဒါကြောင့်မနက်ဖြန်တိုက်ပွဲပြီးရင်မင်းရဲ့လေဆွဲကိုပြန်ပေးမယ်။ဒါမဲ့ငါလက်စားချင်ရမယ်လို့ပြောပြီးသူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဒါမဲ့မင်းကလေးကတော့သူမထွက်သွားခင်မှာပဲ။မင်းနဲ့မင်းအခုတိုက်မဲ့ကင်းကဘွားတူတွေပဲ။ အခုကင်းကိုကင်းစစ်ကမွေးစားထားတာဒါမဲ့သူ့ကိုလည်းအိုးကပဲတတ်သွားတာပဲဒါမဲ့မင်းနဲ့မတူတာတော့သူကမိဘမဲ့ကေဟာကိုထောင်ပုံပတ်ဆက်လွန်လို့ပြန်မွေးတဲ့ဝင်ခဲ့တာလို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့ဂျင်းနဲ့ကင်းတို့ရဲ့တိုက်ပွဲစတင်ခဲ့ပါတယ်ပွဲစတာနဲ့ကင်းကဂျင်းကိုအားကုန်တုံးပြီးတိုက်ခိုက်နေပါတယ်ဂျင်းကိုပြန်ထိုးခွင့်မတအောင်ဇက်တိုက်ထိုးနေခဲ့ပါတယ်ဂျင်းကတော့မနေ့ကကောင်မာလီပြောခဲ့တဲ့စကားကိုစဉ်းစားနေခဲ့ပါတယ်ဟေးဟချေကလည်းအိုးကပေါ်လာမလားဆိုတာကြည့်ဖို့ဆွဲပြောက်ခဏခဏကြည့်နေခဲ့ပါတယ်တစ်ဖက်မှာတော့ကင်းကဂျင်းကိုဖမ်းချုပ်ထားပြီးအပြီးတတ်တော့မဲ့ချိန်မှာပဲဂျင်းကသူ့ရဲ့အင်အားကုန်လုံးအတုံးကယုံလိုက်ပါတယ်သူ့မိတ္တလက်စားချေရမယ်ဆိုတာလည်းတတိယသွား ါပါတယ်။ဒါကြောင့် GN သူ့ရဲ့အစွမ်းကုန်ထုတ်တုံးပြီးသူ့ရဲ့ပါဝါရီတုံးပြီးကင်းုံမနာတဲ့ထိုးနေခဲ့ပါတယ်။ကင်းုံပြန်တိုက်ဖို့အခွင့်အရေးမပေးဘဲထိုးနေခဲ့ပါတယ်။ ဒါကြောင့်ကင်းကိုအနိုင်ရသွားခဲ့ပါတယ်ပြီးတော့သူကလဲနေတဲ့ကင်းရှူသွားပြီးပြိုင်မွေးရဲ့ပတ်စံတွေကိုမင်းတော်ပဲငါမယူဘူးလို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ကင်းကအနိုင်ရငွေနဲ့ဝီပါမင်ကီယာအဆောက်မှာသူတိထားလို့ပါပဲပြီးတော့ဂျင်ကလက်ဝိတ်ခွင်ကထွက်သွားတော့ဂျင်ရဲ့ရှေ့မှာသူ့ဖိုးရက်နေရာကိုတွေးလိုက်ရပါတယ်မင်းရဲ့နေရာဒီနေရာပဲပြိုင်မွေးရဲ့ဆူကိုထိုက်တန်ကြောင်ပြပေါ့ငါ့ကိုယင်ဆိုင်ပြီးအနိုင်ရအောင်ဟုတ်တယ်မင်းငေါ့မနိုင်ပဲထွက်သွားလို့မရဘူးလို့ပြောလိုက်ပါတယ်ဂျင်ကတော့ကောင်းပြီဒါပေမဲ့မေးခွန်းတစ်ခုမေးမယ်ခမရကဘာဘောင်ကတားရင်ကိုလှုပ်ပေးခဲ့တာလားလို့မေးလိုက်ပါတယ်သူ့ဖိုးကတော့ဟုတ်တယ်လာစမ်းမင်းရဲ့အဆွမ်းကုန်ပြစမ်းလို့ပြောလိုက်ပါတယ်ပြီးတာနေဂျင်လည်းသူ့မျက်နှာမှာအဆုံးမရှိ တဲ့ဒေါသတွေနဲ့တိုက်ခိုက်ဖို့လှုပ်လိုက်ကြပါတယ် ေဟချီကတော့ပွဲစားမှာပဲသူကခန္ဓာကိုယ်ကြီးတဲ့အာသာကြောင့်တုံးပြီးအသာစီးနဲ့တိုင်နေပါတယ်ဒါမှဂျင်ကသတိဝင်လာပြီးတိုက်ခိုက်မှုတွေအကုန်လုံးရှောင်းကသူ့ရဲ့ဆွမ်းအားတုံးပြီးထိုးလိုက်ပါတယ်ဒါကြောင့်မဟေဟချီကမြေပေါ်လဲကျသွားခဲ့ပါတယ်ဒါမှသူပြန်ထလာခဲ့ပြီးဂျင်ကိုအပြာရောင်လျက်စီးတွေတုံးပြီးနယံပတ်ကိုလွှတ်ပစ်လိုက်ပါတယ်ပြီးတော့သူကစိတ်ဆိုးနေပြီးဒီနေ့အိုးကမပေါ်လာမင်းကိုတတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲဂျင်ကသူ့အမေနဲ့လေ့ကျင့်ခဲ့တာသတိရသွားပါတယ်သူ့အမေကတော့ဘလောက်အကောင်ကြီးတဲ့လူဖြစ်ဖြစ်ကာဆာမမျိုးနဲ့တိုင်နေအနိုင်တိုင်နိုင်တယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ဂျင်ကလည်းသူ့အမေရဲ့မျိုးနွယ်ဖြစ်ခဲ့တဲ့ကာဆာမအတွက်နဲ့သူ့ဖိုးဟန်ချက်ပြတ်သွားအောင်တိုက်လိုက်ပါတယ် ်ပြီးတော့ခြေကန်ချက်တွေနဲ့ဇက်တိုက်တက်ခိုက်လိုက်ပါတယ်ပြီးတော့သူ့မျက်လုံးနဲ့အနီရောင်ပြောင်းသွားပြီးအဲ့ဒီဒေါသနဲ့ပဲသူ့အဖို့အမေပေါ်လဲကျသွားစေပါတယ်ဒါကြောင့်သူကင်ထားရဲ့ဆွဲပြားလည်းလက်ထက်ကလွတ်ကျသွားပါတယ်ပြီးလာနဲ့ကောင်းကင်ကြီးလည်းအဆိုင်အောင်ပြောင်းသွားပြီးအိုးကလည်းကောင်းကင်ကနေကြောက်စရာကောင်းတဲ့ပုံစံနဲ့ရှင်းလာခဲ့ပါတယ်ဂျင်းကသူ့ကိုမြင်တော့သူ့မိတည်ခဲ့တာအတွက်ရမ်းစိတ်ဆိုးသွားခဲ့ပါတယ် ဒါကြောင့်သူကအိုးကောက်လက်စားချေဖို့အချိန်ပဲဆိုပြီးပြေးကန်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဂျင်းရဲ့တငယ်ချင်းတွေအကုန်လုံးကစိတ်ပူနေကြပါတယ်။ဘာလို့လဲဆိုတော့ဂျင်းကတုံးကြည့်တိုက်ပြီးတာတော့အနားမယူပါသေးပါဘူး။သူခန့်နာကိုကလည်းဒဏ်ရာရထားပါတယ်။ဒါပေမဲ့ဟေးအချေကတော့အားလုံးတားလိုက်ပြီးတော့ဒါသူ့ရဲ့တိုက်ပွဲဘယ်သူမှဝင်မပါနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဂျင်းကအိုးကောက်နဲ့ပြန်လည်တိုက်ခိုက်နေပြီးတော့ခြေထောက်နဲ့ကန်ကလွှင့်ပြလိုက်ပါတယ်။ဒါပေမဲ့အိုးကောက်ကလည်းမလွယ်ပါဘူး။ပြန်ထလာပြီးဂျင်းကအားနဲ့ထိုးလိုက်တာသူ့ကိုခြေထောက်ကနေဆွဲမြေပေါ်ကင်ပေါက်လိုက်ပါတယ်။အားလုံးကဝေးပါခြင်းနေကြပါမယ်။ဟေးအချေကတော့တားလိုက်ပါတယ်။သူကရက်ကြည့်နေပြီးတော့သူ့မြေကိုသူ့ရှိမှအရက်ခံနေရတာ လွှတ်ထားပါတယ်။ဂျင်ကတော့တီလူမတက်ဖြစ်ပြီးတဲ့နောက်မှာလက်စားချင်းချင်းစိတ်တွေနဲ့လောင်ကျွမ်းနေခဲ့ပါတယ်။ဒါကြောင့်ဦးကောက်ရေကုန်ရေကန်းဒရဂျန်တိုက်ခိုက်လိုက်ပါတယ်။အားလုံးကလည်းကြည်နေပြီးသူ့ရဲ့အင်အားကိုအန်ဟောနေကြပါတယ်။တိုင်းရလည်းမခံနိုင်တော့ပဲမြေပေါ်လဲကျသွားပါပြီ။ဟုတ်ပါတယ်ဂျင်နိုင်သွားခဲ့ပါပြီ။ဒါမှမဟုတ်ရုတ်တရက်ပဲကောင်းငယ်အစိမ်းအောင်ပြတ်တောက်လပလာပြီးဦးကောက်စွန့်အင်းနေပေးလိုက်တာသူတို့ရှိနေတဲ့ကွင်းကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးလဲနေပြီးမလုံနိုင်ကြတော့ပါဘူး။သူတို့ပေါ်ကြည့်လိုက်တော့အိုးခါပုံစံပြောင်းလာတာသူ့ရဲ့အင်အားလေးတိုးလာခဲ့ပါတယ်။ဖေးဟချီကလည်းဒါကိုကြည့်ပြီးပြောနေပါတယ်။ ဲ့ချိန်မှာဩကာဂျင်းတိုက်လိုက်ပါတယ်။ဒါမှမဟုတ်ဒါသူ့ရဲ့စတုတ္ထမြောက်တိုက်ပွဲပါပဲ။ဒါကြောင့်သူကမခံနိုင်တော့ပဲမြေပေါ်လဲချသွားပါတယ်။သူ့တငယ်ချင်းတွေကလည်းသူ့အမြင်တော့ဩကာတိုက်ဖို့ဝင်လာကြပါတယ်။ဒါမှမဟုတ်သူတို့မနိုင်နိုင်ပါဘူး။ဂျင်းကသူတို့ဟင်းတော်မှာလဲနေပြီးတော့သူ့အတွက်သူ့တငယ်ချင်းတွေရုန်းကန်နေရတာကိုမြင်နေရပါတယ်။သူတို့ကဩကာထိုးနေပြီပဲသူတို့ကမနိုင်နိုင်ကြပါဘူး။ရှောင်းကလည်းလေပဲညှက်ခံပြီးအတော်လေးကိုမဟန်တော့တဲ့အချိန်တွေပါ။ဂျင်းကတော့ရှောင်းဖမ်းထားတာကိုမြင်ရပြီးသူ့အမိတိတ်ဆုံးခဲ့တဲ့မြင်ကွင်းပြန်တရီရသွားပါတယ်။ သူဖြစ်ခဲ့တဲ့အရာအားလုံးနဲ့သူအားနည်းလို့နောက်တစ်ချိန်ရှုံးတော့မယ်ဆိုတာသတိရသွားပါတယ်။ဒါကြောင့်မဟုတ်ဘူးငါနောက်ချိန်မရှုံးလို့သူ့ကိုသူပြောကအတင်းထပြီးသူ့မျက်လုံးလေးလည်းညည်းရဲလာခဲ့ပါတယ်။သူ့အတွက်နောက်ဆုံးမျိုးရိုးဗီဇာကနောက်ဆုံးတော့ပေါ်လာခဲ့ပါတယ်။ဒါကြောင့်သူလည်းအိုးကရှီကိုခုန်လိုက်ပြီးခြေထောက်နဲ့ကန်လိုက်ပါတယ်။ဒါကြောင့်အိုးကလည်းရမ်းစိတ်ဆိုသွားကအပေါ်ကိုပြန်တက်ပြီးဂျင်းကိုတစ်ချက်တည်းထိုးလွှင့်ပစ်လိုက်ပါတယ်။အားလုံးကလည်းအံ့ဩနေကြပါတယ်။ဂျင်းကလည်းအာမလျှော့ပဲတားရဲရှီကိုအဆွမ်းကုန်ပစ်တက်ပြီးသူ့ကိုကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်လိုက်ပါတယ်။ပြည်တာနဲ့လက်သီးနဲ့ဆက်သနက်ပစ်တယ်လို့ထိုးနေတော့အိုးကလည်းဘာမှမမြင်နိုင်တော့ပါဘူး။ ပီတာနဲ့သူ့ရဲ့မေးစီကိုဆွဲကင်ပြီးခေါင်းနဲ့တိုက်လိုက်ကအဆုံးသတ်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့အိုးကလည်းရှုံးသွားခဲ့ပါတယ်။သူ့ရဲ့အချိန်ဝါကလည်းအဲ့ဒီနေရာနေပျောက်သွားပြီးခေါင်းငယ်ကလည်းပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်အားလုံးကလည်းပျော်နေခဲ့ကြပါတယ်။ဒါမဲ့ဟေးဟချီကတော့ဂျင်းရှီကိုချောက်လာခဲ့ပြီးတော့ငါမင်းကိုတတ်မယ်မင်းခိုးတဲ့နတ်ဆိုးမျိုးဗီဇာအရန်အန်နေများတယ်။ဒါကြောင့်မင်းတရားမယ်လို့ပြောလိုက်ပါတယ်။ပီတာနဲ့သူကသူ့တနတ်နဲ့ဂျင်းကိုပြစ်လိုက်တော့ဂျင်းလည်းမြေပေါ်လဲကျသွားခဲ့ပါတယ်။နောက်ဆုံးချိန်မှာတော့သူ့အမေမြင်နေရပြီးသူ့မျက်လုံးကသူမယုံနိုင်ဖြစ်နေခဲ့ပါတယ်။သူကအရန်ပျော်နေခဲ့ပြီးသူ့မောက်ဖတ်ဖို့သွားပေမဲ့သူမလုံးနိုင်ခဲ့ပါဘူး။နောက်ဆုံးမ ှာတော့သူ့ကိုယ်တည်းကနဆိုးမျိုးဗီဇာလှုပ်ရှားလာပြီးဂျင်းကကြောက်စရာကောင်းတဲ့အသွင်ကိုပြောင်းသွားခဲ့ပါတယ်။သူကတော့ဟေးရချီကိုဖမ်းပြီးထိုးလိုက်ပါတယ်။ပြီးတော့ဂျင်းကသူ့ရှီကိုပြန်တက်ပြီးသူ့ဖို့ရရဆက်ဆက်ပဲမနာနဲ့ထိုးချိန်နေရပါတယ်။အားလုံးကလည်းသူ့ကိုကြည့်နေပြီးတော့ဘာဖြစ်နေမှမသိကြပါဘူး။သူ့ဖို့ကလည်းသူ့ရဲ့လက်အောက်မှာဆုပ်ပြတ်နေပြီးတော့တည်ရုံးမဲ့ပုံပါပဲ။ဒါမဲ့ဂျင်းကတော့နောက်ဆုံးချိန်မှာသူ့ကိုထိုးချိတ်တာကိုရက်လိုက်ပြီးတော့အားလုံးကိုလည်းထားခဲ့ပြီးပြန်ထွက်သွားခဲ့ရင်လည်းဒီအနီမီလေးလည်းပြီးဆုံးသွားခဲ့ပါတယ် ရန်နမီလေးရောစီစဉ်1 ठी ပဲထွက်သေးပါတယ်အဆုံး ठी ချီပေးလို့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ